ကိုကအထိုင်းမှာ online shop နဲ့ဈေးရောင်းခြင်းနဲ့ဆိုလိုတာက social media platform ကနေဖြစ်တယ်ဒါလေးတို့ TikTok တို့ဒီ Facebook တို့ကနေပြီးတော့ရောင်းနေပေါ့เนาะဒါကတစ်ချက်နောက်တစ်ခုကလည်း e-commerce channel တွေဖြစ်တဲ့ Lazada တို့ Shopee တို့အဲကနေပြီးတော့ကိုယ်ကဈေးရောင်းခြင်းနဲ့ time မှာဈေးရောင်းခြင်းနဲ့ဒါပေမဲ့ company မဖွင့်ခြင်းဘူးဆိုတဲ့အတွက်ဒီ video လေးကိုစက်ကြည့်သွားစေချင်ပါတယ်ဆိုတော့ပထမတစ်ချက်ဒါလေးတို့ company မရှိဘဲနဲ့ online shop လုပ်လို့ရလား အာထိုင်းရဲ့ဥပဒေအရဆိုလို့ရှိရင်တော့ option 3ခုရှိတယ်ပေါ့နော်ဒါလေးတို့ကပထမဆုံးကကျတော့ဒါကိုကကုမ္ပဏီရှိစရာမလိုဘူးဒါပေမဲ့ကိုရဲ့ products ကိုထိုင်းမှာရှိနေတဲ့လက်ရှိရှိနေပြီးသားထိုင်းကုမ္ပဏီတခုနဲ့ကိုကစာချုပ်ချုပ်ပြီးတော့သူတို့ကို reseller ိုယ့်ရဲ့ agent အနေနဲ့ပြန်ပေးတာအဲ့ဒါဆိုလို့ရှိရင်တော့ဒါကထိုင်းကုမ္ပဏီကနေပြီးတော့တရားဝင်ရောင်းချတယ် online ကနေပြီးတော့ထိုင်းကုမ္ပဏီအောက်ကနေပြီးတော့ကိုကဒီ Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်ဒီ channel ကိုဒီထိုင်းကုမ္ပဏီရဲ့ tax ID တွေအသုံးပြုပြီးတော့ကိုရောင်းချတယ်ဆိုတော့ပြီးတော့မှကိုက profit ပြန် share တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒါကဒါ reseller အနေနဲ့ထိုင်းကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့လုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ legally အရာ ဒီထိုင်းကုမ္ပဏီကနေပြီးတော့ကိုရောင်းချသမျှပစ္စည်းတွေပေါ်ကနေ test တွေပေးထားတဲ့အတွက်ကြောင့်မို့လို့တော့ဒါက option တစ်ခုအနေနဲ့တရားဝင်လုပ်ကင်လို့ရပါတယ်။နောက်တစ်ခုကကြတော့နောက်ထပ်ထိုင်းကုမ္ပဏီရဲ့လက်အောက်ကနေပြီးတော့ကိုကအလုတ်တမားအမ်ဟိုဝင်ထမ်းအနေနဲ့အလုပ်လုပ်လိုက်တာ။ဆိုတော့အဲ့ဒါကတော့တစ်ခုရှိတယ်။ဒါလေးတို့ကတွေးကြတာပေါ့နော်။ pink ကရှိထားတယ်ဆိုလို့ရှိရင်ထိုင်းတစ်ထင်းငှားပြီးတော့ကိုက Facebook page ဖွင့်ပြီးတော့လုပ်လို့ရလားပေါ့နော်ဆိုလို့ရှိရင်တော့ pink ကရှိထားတဲ့သူက live စေးရောင်းခွင့်မရှိဘူးအာ pink ကရှိထားတဲ့သူကထိုင်းငွေကင်ခွင့်ငွေသားကင်ခွင့်မရှိဘူး pink ကရှိထားတဲ့သူကသူ့ရဲ့ work permit ထဲမှာဒီပေါ်ပြထားတဲ့အလုပ်ယာတို့ကလွင်ရင်ဂျန်တဲ့လုပ်ငန်းကိုအလုပ်ကိုလုပ်ခွင့်မရှိပါဘူးဆိုတဲ့အခါကျတော့ကိုက pink ကရှောက်တဲ့အချိန်မှာကိုကနေပြီးတော့ဒီ DOE မှာပေါ့နော်ဒါလေးတို့ လောသမဝင်ကြီးဌာနမှာကို register ကလေးက live sale ရောင်းဖို့ sales person နေနဲ့ register ထားတယ်ဆိုရင်တော့ကိုရဲ့ online shop ကိုထိုင်းကုမ္ပဏီအောက်ကနေသွားပြီးတော့ကိုကဒီ live sale ကိုတရားဝင်ရောင်းချလို့ရတယ်ပေါ့နော်တခါလည်းပဲငွေဝင်ငွေထွက်ဒါတွေအကုန်လုံးကတော့အခွန်ပိုင်းဆိုင်ရာကိုထိုင်းကုမ္ပဏီကတာဝန်ယူပြီးရှင်းပေးရလိမ့်မယ်ဒါကတော့ option 2ပါ option 3ကတော့ဒါလိုကဒါ ထိုင်းနိုင်ငံမှာမဟုတ်ပဲねအပြင်ကနေပြီးတော့ကိုကစီးပွားရေးလောက်တာဆိုလို့ရှိရင်တော့ရတယ်ဆိုတော့ဥပမာဒါလီတို့ကမြန်မာမှာကုမ္ပဏီရှိထားတယ်ဆိုပါစို့ဒါမှမြန်မာကနေပြီးတော့လုပ်ငန်းလုပ်မယ်မြန်မာကရောင်းပေမဲ့ပစ္စည်းကိုကမြန်မာကနေပြီးတော့ cross border တဲ့တကူကပို့တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒါ cross border နဲ့ကို customer တွေစီကိုပို့တဲ့အချိန်မှာဒါလီတို့ VES လို့ခေါ်တဲ့ဒီအာ VAT and electronic service ပေါ့နော် VAT ဆိုရရောင်းခွန်ဝယ်ခွန်အဲ့ဒီဟာကိုကိုက official ရှင်းပေးတယ်ဆို